ဒီလ9ရက်နေ့မနက်ခင်းသတင်းဒါထွေးမှုစီစဉ်စတင်မှာတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့တေဆုံးသူ3000ကျော်ရှိလာတဲ့မြမငလျင်လှုပ်ရှားရာနေရာများတွင်ရွေလျားဆေးဖွဲ့များနဲ့တောက်ရီတို့လိုအပ်တယ်ဆိုတဲ့သတင်းအင်အပြင်းငလျင်လှုပ်ခတ်မှုကြောင့်အန္တနာဖျားတိန်နီကြီးမှာထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့သတင်း ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများတွင်မြမအာမခံလုပ်ငန်းတွင် အာမခံထားရှိခဲ့တဲ့အဆောက်အုံနှင့်ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုစီစစ်တွက်ချက်ပြီးအမြန်ဆုံးရောကြေးပေးလျော်မယ်ဆိုတဲ့သတင်းနေပြည်တော်ပင်လုံစေးရုံနှင့်မန္တလေးရှိအောင်မြင့်မိုဟိုတယ်တို့မှတည်ဆုံးသူ၃ဦးရဲ့ရုပ်အလောင်းများရှာဖွေတွေ့ရှိတဲ့သတင်း ။မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်မှာမူရင့်မာကိုဂိုင်းဖွဲ့အားကျပ်44ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြယူသွတ်ဆေးပြား298သိန်းကျော်နဲ့အတူဖမ်းဆီးရမိရတဲ့။အင်ဒိုနီးရှားမှာမီးတောင်ပေါက်ကွဲမှုနှစ်ကြိမ်ပေါက်ကွဲပြီးအာဏာပိုင်များကသတိပေးချက်ထုတ်ပြန်တဲ့တဲ့အစားရှိတဲ့တွေမျိုးကိုတင်ဆက်ပေးတော့မှာပါ။ ။ဦးဆုံးသတင်းတပုတ်အနေနဲ့တေဆောင်းသူ၃တော့ကျော်ရှိလာတဲ့မြမငလီလှုပ်ရှားရနေရာများတွင်ရွေလျားဆေးဖွဲ့များနဲ့တောက်ရီတို့လိုအပ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြမငလီကြီးကြောင့်တေဆောင်းသူစုစုပေါင်း၃တောင်ကျော်သွားပြီလို့အေပီလ၃ရက်နေ့မှာနာဆာကကပြောကြားခဲ့ပါတယ်။နာဆာကပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ပြန်ချက်မှာ385ဦးတည်ဆုံသွားတယ်လို့အတည်ပြုထားပြီး341ဦးပြောင်းနေစေဖြစ်က4915ဦးထဏ်ရခဲ့တယ်လို့ဆိုပါတယ်။ ရေကူစင်းဟာပြင်အား9.9ရှိစောက်တိန်ငလီကြီးလှုပ်ခဲ့ပြီးရဲ့နောက်6ရက်ကြာမှရရှိထားတဲ့စင်းဖြစ်ပါတယ်။နိုင်ငံ18နိုင်ငံမှကေဆယ်ရေးနဲ့ကုညီလှုပ်သားများရောက်ရှိလာခဲ့ပြီး ထောက်ပံ့ရေးနဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်တထောင်နီးပါးကိုလက်ခံရရှိထားတယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကရှာဖွေရေးနဲ့ကယ်ဆယ်ရေးတို့ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ပြည်ပဆိုင်ရာအတိုင်းဝိုင်းနဲ့အစည်းအဖွဲ့တွေရဲ့ပြင်းပြထန်ထန်ကြိုးပမ်းအားထုတ်မှုတွေအတွက်အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်လို့၎င်းကထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။ရင်ကလေးမဟုတ်ပြူရနေရာနဲ့9မိုင်15ကီလိုမီတာပင်မဝေးတဲ့စကိုင်းမြို့မှာလူရပေါင်းများစွာကအရေးပေါ်ဆန္ဒရေးခါဝင်ခနေတာကိုရပ်ယူရန်တန်းစီနေပါတယ်။ ။စကမ်းမြို့မှာထိခိုက်ပျက်စီးမှုဟာကျေပြန်ပြီးအိမ်သုံးလုံးတွေတစ်လုံးပြိုကျတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်အင်အားပြင်းထန်တဲ့ခုနှစ်သမခွေပကတိကျူးရှိမြင်းကလေးလှုပ်သွားခဲ့ပြီးတဲ့နောက်ရပိုင်းအတွင်းမှာမြန်မာနိုင်ငံအလဲပိုင်းမှာကြီးမားဆုံးသောလူအချက်များတဲ့တွင်ရွေးလျားဆေးဘက်ဆိုင်ရာအဖွဲ့များနဲ့တန်ရှင်းသောတောက်သုံးရီတို့ပါဝင်တယ်လို့နိုင်ငံတကာကယ်ဆယ်ရေးကုမ္ပဏီမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။လူတွေဟာအပြင်ဘက်မှာအိတ်နေကြပါတယ်။ဆေးရုံတွေဟာ လူတွေပြစ်ကျက်နေပါတယ်အဲ့ဒီမှာနေထိုင်တဲ့လူတွေဟာတန့်ရှင်းတဲ့ရေပြက်လက်တာကိုကြုံတွေ့နေရပါတယ်လို့နိုင်ငံတကာကေဆေးကြီးကုမ္ပဏီမှာမြန်မာနိုင်ငံအတွက်ယာယီနိုင်ငံဒါရိုက်တာမူဟာမရီယက်စ်ကပြောကြားခဲ့ပါတယ်အပြည့်အစင်းများကြားတဲ့တွင်အလောင်းများကိုတူဖော်ခြင်းမပြုရသေးတာကြောင့်တေဆုံးသူရေအတွက်တိုးလာမယ်လို့မျှော်လင့်ရခြင်းနဲ့အတူတေဆုံးသူစုစုပေါင်းဟာ၃000ကျော်သွားပြီလို့နာဆာကရဲ့ထုတ်ပြန်ချက်အရသိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်အားပြင်းကလေးလှုပ်ခဲမှုကြောင့်အန္တနာဖျားတိန်နီကြီးမှာထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အင်အားပြင်းကလေးလှုပ်ခဲမှုကြောင့်အန္တနာဖျားတိန်နီကြီးဟာထိခိုက်မှုများပြားပြီးအများပြားပြိုကျပျက်စီးခဲ့ကြောင်းသိရပါပါတယ်။အန္တနာဖျားတိန်နီကြီးဟာပကံအန္တနာကဲ့သို့သောပုံစံနဲ့တိဆောက်ထားပြီးရွက်တော်မူရုပ်ပွားတော်ကြီးများ၄စုရှိပါသည်။မန္တလေးမြို့တရားနှစ်လမ်းနဲ့82လမ်းတောင်အနီးမဟာမုဏိဖျားကြီးရဲ့တောင်ဘက်မှာတည်ရှိပါတယ်။အာရဏဖျားကြီးဟာမူလက အတော်ကရမတိုက်စတဲ့ကြောင်းတိုက်တို့မှာသတင်းသုံးတော်မူတဲ့ယဟန်တန်ဃာတော်တို့ကံကြီးကံငယ်ပြူဟာတိမ်ဖြစ်ပြီးအုတ်တိုက်ခံတိမ်အစအောင်ကျွန်ပြတ်သက်တော်ကြီးကိုဘိုးတော်မင်းတရားတိဆောက်လူဒန်းခဲ့ပါသည်တိမ်တော်ကိုလည်းအနန္နာတိမ်ဆိုပြီးအမိမဲခေါ်တမတ်ခဲ့ပါသည်ဘိုးတော်ဖျားကမဟာမုဏိဖျားကြီးအားရခိုင်ပြည်မှပင်ဆောင်လာပြီးရဲ့နောက်ဖျားအုံဆောင်ပစ္စည်းများကျေးရုံများစသည်တို့ကိုအနန္နာတိမ်တော်ကြီးအတွင်မှာထားခဲ့ပါသည် တက္ကရီ1199ခုနှစ်တယဝတီမင်းကြီးလက်ထက်ငလီတန်းကြောင့်တိန်တော်ကြီးပြိုပြတ်တဲ့အခါမဟာမုနိတိုင်းအတွင်းသို့ရွှေ့ပြောင်းတည်ယူထားရှိပါသည်။ဗကံမင်းလက်ထက်မှာပစ္စမမီဘီယာကအနနာတိန်ကြီးကိုပြုပြည်တိဆောက်ခဲ့ပြီးမုတ်လေးဘက်နဲ့လိုင်ကိုသာတိဆောက်ပြီးစီကြောင့်တို့ရရင်အင်္ဂလိပ်လိမ့်ချက်ကြီးမပြုဘဲအုံနီတက်တက်ချီထားရှိရာမှမူလတဲ့အမိပြောက်ပြီးတိန်ကြီးလို့ခေါ်ဝေါ်ထင်ရှားခဲ့ပါသည်။ သနာဟိတတေဇနာယကဘွဲတစိတ်တော်ရရတိကြီးဥခဏီဟာတင်းဒီကြီးကိုဆက်လက်ပြင်ဆင်မောမန်တိဆောက်ခဲ့ရအလဲစီရီကြီးတခုသာပြီးစီးကြောင်းအယံစီရီများနဲ့အင်္ဂလိပ်ဖို့ချင်းစသည်တို့ကိုအရှင်တင်ဇဝန္ဒဆရာတော်အရှင်နရိန်ဒဆရာတော်တို့ကဆက်လက်တိဆောက်ခဲ့ကြပါသည် ဆလဘီငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများတွင်မြမအာမခံလုပ်ငန်းမှာအာမခံထားရှိခဲ့တဲ့အဆောက်အုံနဲ့ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုစစ်စစ်တွက်ချက်ပြီးအ мян ဆုံးရောကြီးပေးလျော်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုများတွင်မြမအာမခံလုပ်ငန်းမှာအာမခံထားရှိခဲ့တဲ့အဆောက်အုံနဲ့ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုစစ်စစ်တွက်ချက်ပြီးအ мян ဆုံးရောကြီးပေးလျော်မှာဖြစ်ကြောင်းမြမအာမခံလုပ်ငန်းမှသိရပါဗျ။ 2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်းပျက်စီးဆုံးရှုံးမှုများနဲ့ဆက်လင်းပြီးမြမအာမခံလုပ်ငန်းတွေမီးနဲ့မြင်းငလင်းဘေးတံအကာအကွယ်နဲ့အာမခံထားရှိခဲ့တဲ့အစိုးရဌာနများလုပ်ငန်းရှင်များနဲ့ပြည်သူများပိုင်အဆောက်အဦစက်ပစ္စည်းနဲ့ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုစစ်စစ်တွက်ချက်ပြီးအမြန်ဆုံးကြော်ကြေးပေးလျော့သွားမှာဖြစ်ကြောင်းသိရပါသည်။ တို့ဖြစ်ရာသဆိုင်သူများအနေနဲ့မြန်မာအာမခံလုပ်ငန်းရန်ကုန်ရုံးချုံနဲ့နီးစပ်ရာမြန်မာအာမခံလုပ်ငန်းရုံးခွဲများတို့ရော်ကြီးတောင်းခံစာများပေးပို့ကြပါရန်နဲ့ဖုန်းနံပါတ်39 0926263669 3996513469တို့ကိုဆက်သွယ်နိုင်ပါသည် ဧပြီလ3ရက်နေ့8နာရီချိန်ထိကောက်ရရှိတဲ့ဆင်းများအရာတနိုင်ငံလုံးတိုင်းတာနဲ့ငလင်တန်တင်ကြရတဲ့ဒေသများအလုံးမှာငလင်ဘေးတန်ကြောင့်တေဆုံခရရသူ385ဦးတရားရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိကြောင်းသိရပါတယ်။အခုမနက်8နာရီထိပြင်းထန်ငလင်တန်ကြောင့်တေဆုံသူ385ဦးတရားရသူ4915ဦးပျောက်ဆုံးသူ341ဦးရှိကြောင်းသိရရှိပါတယ်။ သေဆုံးတရားရပျောက်ဆုံးသူများအတွက်နိုင်ငံတော်ဆိုရအနေနဲ့များစွာဝန်ထဲကြေခွဲရပါလေလို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါသည်။ငလင်ဘေးတန်တဲ့ဒေသများတွင်ကယ်ဆယ်ရေးစုံဝဲမှုများအနေနဲ့ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ် VNN, UAE, Laos, Belarus, Indonesia, Bhutan, Philippines, Japan, Nepal, Pakistan, တရုတ်ဟောင်ကောင် စတဲ့နိုင်ငံပေါင်း18နိုင်ငံမှလေရင်အစင်းရေစုစုပေါင်း59စင်းနဲ့ကုညီကယ်ဆယ်ရေးပစ္စည်းများရောက်ရှိခြင်းကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိလာကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါသည်ဗိုလ်ချုပ်စော်မင်းထွန်းက ကယ်ဆယ်ရေးဝန်ထမ်း1566ဦးငလင်တန်သည့်ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရှိပါသည်။ထောက်ပံ့ရေးပစ္စည်း418တန်နဲ့ကုညီကယ်ဆယ်ရေးပစ္စည်း940တန်ရောက်ရှိပြီးဖြစ်ပါသည်။ဒါတွေကတော့လေကြောင်းကနေရောက်ရှိတဲ့ကုညီတွေပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများအနေနဲ့လည်းဒီနေ့ထိဆက်လက်ဆောင်ရွက်ရှိပါသည်။နိုင်ငံတကာမှကုညီကယ်ဆယ်ရေးဖွဲ့များရဲ့ကြိုးပမ်းမှုဆေးဖွဲ့များရဲ့ကြိုးပမ်းဆောင်ရွက်မှုကုညီထောက်ပံ့ရေးအတွက်အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်လို့ဆိုပါသည်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ နေပြည်တော်ပင်လုံစည်းရုံနဲ့မန္တလေးရှိအောင်မြင့်မော်ဟိုတယ်တို့မှာတည်ဆုံးသူ၃ဦးရဲ့ရိုးအလောင်းများရှာဖွေတွေ့ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။နေပြည်တော်ပင်လုံစည်းရုံနဲ့မန္တလေးရှိအောင်မြင့်မော်ဟိုတယ်တို့မှာတည်ဆုံးသူ၃ဦးရဲ့ရိုးအလောင်းများအားဧပြီလ၄ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသားတစ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ရပြင်းကလေးလှုပ်ခတ်မှုကြောင့်နေပြည်တော်ဥဒရာတည်မျိုးနယ်ပင်လုံစေးရုံအစာအုပ်ပြိုကျပျက်စီးပြီးပြည်မိနေသူများအားရှာဖွေရာဧပြီလ၄ရက် နန်နက်7နာရီ55မိနစ်မှာအမျိုးသမီးတဦးရဲ့ရော်လန်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ရှာဖွေမှုကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ် VN နိုင်ငံနဲ့ UAE နိုင်ငံတို့မှရှာဖွေကိစ္စရေးတပ်ဖွဲ့ဝင်များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရှာဖွေကိစ္စရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေကြောင်းသိရပါသည်။အလားတူအေပီလာ၄ရက်နေ့ပိုင်းတွင်လည်းမန္တလေးဒေသကြီးပြည်ကြီးတခုမြို့နယ် 98လမ်းနဲ့115လမ်းတောင်ရှိအောင်မြင့်မော်ဟိုတယ်အစားအုံပြိုကျပျက်စီးပြီးပြည်မိနေသူများအားရှာဖွေရာတည်ဆုံးသူနှစ်ဦးရဲ့အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပြီးရှာဖွေကိစ္စရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ရှိကြောင်းသိရပါသည်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်မှာမူရမောင်ခိုဂိုင်းဖွဲ့အားကျပ်44ဘီလီယံကျော်တန်မိုးရှိစိတ်ကြွယူသို့ဆေးပြောင်း298သိန်းကျော်နဲ့တူဖန်စီရမည့်တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ န္တလေးတန်းဒေသကြီးပသိမ်ကြီးမြို့နယ်မှာမိုးရင်မှောင်ခိုဂိုင်းဖွဲ့အားကျပ်44ဘီလီယံကျော်တန်မိုးရှိစိတ်ကြွယူသွဆေးပြား269သိန်းကျော်နဲ့အတူဖမ်းဆီးရမိကြောင်းသိရပါသည် ွေရဇေဝါတာစီနေရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းခွဲဟာမတ်လ22ရက်နေ့နက်9နာရီအချိန်မန္တလေးတိုင်းဒေသကြီးပသိကြီးမြို့နယ်ကြောက်ချောကျေးရွာအနီးမှာပြည်ဦးလေမှမန္တလေးသို့ကျော်စွာထုံးမော်နင်လာတဲ့ Mitsubishi Canada 6ဘိန်းမော်တော်ယာဉ်ကိုသတင်းရရှာဖွေရာ ကော်ပီတုံများဖြင့်ဖောင်းအုပ်သေးဆောင်လာတဲ့စစ်ကြောယူသွဆေးပြ3200ဖမ်းဆီးရမိခဲ့ကြောင်းစစ်စေးဖော်ထုတ်ချက်အရဖန်စီရမိမော်တော်ယာဉ်အားကိုကျော်စွာထုံးထံအနှံသူကိုတင့်လွင်မိုးအား ြည်ဦးလေးမျိုးရက်ွက်ကြီးတစ်ဆယ်မှာမော်တော်ဆိုင်ကယ်တစ်စီးနဲ့ဖမ်းဆီးရမိခဲ့ပြီးစစ်တပ်ယူသူစေပြများလာရောက်ယူဆောင်သူများဖြစ်တဲ့ရဲမင်းခေါ်နွားကြီးနဲ့မတ်ကီသွေမိုးတို့အားပြည်ကြီးတကုံမျိုးနဲ့115လမ်းတွင် Forum View မော်တော်ယာဉ်တစ်စီးနဲ့ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်စစ်စေးဖော်ထုတ်ချက်အရစစ်တပ်ယူသူစေပြများအားလက်ခံရယူသူကိုဆိုင်ခေါ် ဆိုင်ထွန်းအောင်ကျော်ခေါ်မောင်အောင်နိုင်ခေါ်တာကြီးအားပြည်ကြီးတကုံမျိုးနဲ့60လက်နဲ့108လမ်းတောင်ရှိဟိုတယ်မှာဖမ်းဆီးရမိခဲ့ကြောင်းစစ်စေးဖော်ထုတ်ချက်အရ ကိုဆိုင်ခေါ်ဆိုင်ထွန်းအောင်ကျော်ခေါ်မောင်အောင်နိုင်ခေါ်တားကြီးထံသို့စိတ်ကြယူသူဆေးပြားများလာရောက်ပို့ဆောင်မဲ့စောတန်းစင်ခေါ်ကိုရဲနဲ့ကိုအောင်ကျော်လေးခေါ်ရဲမင်းအောင်တို့နှစ်ဦးအားပြည်ကြီးတခုမြို့နယ်မှာဆက်လက်ဖမ်းဆီးရမိပြီး၎င်းတို့နှစ်ဦးထံသို့စိတ်ကြယူသူဆေးပြားများပို့ဆောင်ရန်လာရောက်လျက်ရှိတဲ့ကိုလူအေးအားချမ်းမြတ်တော်စီမြို့နယ်130လမ်း54လမ်းနဲ့55လမ်းကြားရှိလက်ဖက်ရည်ဆိုင်တွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။ အဲဒီနောက်ပသိမ်ကြီးမြို့နယ်လက်ကောင်းရွာသစ်ကျေးရွာမှာရှိတဲ့ကိုလူအေးရဲ့နေအိမ်နဲ့ခြံဝင်းအတွင်းရှိအဖက်ရင်ဘော်တို့မှစိတ်ကြယူသွဆေးပြား69တရမ5သိန်းထပ်မံသိစီရမိခဲ့တာကြောင့်စုစုပေါင်းဒေသကလာတန်မိုးချက်44.6ဘီလီယံကျော်တန်မိုးရှိစိတ်ကြယူသွဆေးပြား269တရမ5သိန်းသိစီရမိခဲ့ကြောင်းစစ်ဆေးဖော်ထုတ်ချက်အရသိစီရမိစိတ်ကြယူသွဆေးပြားများရဲ့ပိုင်ရှင်မှာစိုင်းနေလင်းထွေးခေါ်လင်းထွေးဖြစ်ကြောင်းကိုစိုးစိုးခေါ်စိုင်းစိုးမြင့်ကိုအောင်ကျော်လေးခေါ်ရမင်းအ ောင်နဲ့စောတန်းစင်ခေါ်ကိုရဲတို့ထံစိတ်ကြောက်ယူသူစီပြများလွှဲပြပေးခဲ့သူမှာနော်မိန်ခေါ်အောင်နိုင်ဖြစ်ကြောင်းဆိုးဆိုးခေါ်ဆိုင်းဆိုးမြင့်မတင့်လွင်မို့ အာစီသူကျော်စွာထွန်းရဲမင်းခေါ်နွားကြီးနဲ့မက်ကီသွင်မိုးတို့အားအစစ်စစ်တဲဆောင်စီပြီး ကိုဆိုင်ခေါ်ဆိုင်ထွန်းအောင်ကျော်ခေါ်မောင်အောင်နိုင်ခေါ်တာကြီးထန်တို့တဲဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းအလားတူကိုအောင်ကျော်လေးခေါ်ရဲမင်းအောင်နဲ့စောတန်းစင်ခေါ်ကိုရဲတို့နှစ်ဦးမှလည်းကိုနေမျိုးအောင်ချိတ်ဆက်ပေးတဲ့လူအေအားတဲဆောင်စီပြီး ကိုဆိုင်ခေါ်ဆိုင်ထုံးအောင်ကျော်ခေါ်အောင်နိုင်ခေါ်တာကြီးထံသို့တေဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရပါသည်။၎င်းမူရဲ့မှောက်ခိုခိုင်းခွဲအားမူရဲ့စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအေးအေးယူထားရှိပြီးဂွင်းဆက်ပြစ်မှုကျွလွန်သူများအားဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့်၎င်းတို့မူရဲ့စေဝါတေဆောင်ရောင်းဝယ်ရမှရရှိတဲ့ငွေကြေးကျိုးမြတ်များပိုင်ဆိုင်မှုများကိုပြည်သူ့ဘဏ္ဍာဖြင့်သိမ်းဆည်းနိုင်ရေးအတွက်ငွေကြေးခေါ်ချမှုတိုက်ဖျက်ရေးဥပဒေနှင့်ဆက်လက်အေးအေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ နောက်ဆုံးသတင်းတစ်ပုတ်အနေနဲ့အင်ဒိုနီးရှားမှာမီးတောင်ပောက်ကွဲမှုနှစ်ကြိမ်ပောက်ကွဲပြီးအာဏာပိုင်များကသတိပေးချက်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အေဗီလာနိုင်ငံကအင်ဒိုနီးရှားနိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့မီးတောင်တစ်လုံးဟာနှစ်ကြိမ်ပောက်ကွဲခဲ့ပြီးလေတုအသွင်းသို့တမိုင်နီးပါးအမြင့်ရှိတဲ့မီးကိုလိုများမှုတ်ထုတ်ခဲ့ပြီးအာဏာပိုင်များကသတိပေးချက်များထုတ်ပြန်ခဲ့ပါတယ်။မြောက်မာလူကိုပြည်နယ်ဟေမာဟီယာကျွန်းပေါ်ရှိ ဒူကိုနိုမီနောင်ဟာဒေသစံတော်ချိန်နနက်6:46မိနစ်မှာတစ်ချိန်မွန်လယ်4:52မိနစ်မှာတစ်ချိန်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါသည်။မီနောင်ပေါ်ကနေလေတဲကိုထွက်လာတဲ့ပြရီဟာအဖြူရောင်တဲ့အညူရောင်တွေဖြစ်ပြီး ထုထက်သိသိကအရှိတောင်ဘက်ပိုင်းကိုရွေလျားနေပါတယ်လို့မီးတောင်ဆိုင်ရာအေဂျင်စီကအေဘီလာ၂ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာထုတ်မီးတောင်ရဲ့အခြေအနေကိုအင်ဒိုနီးရှားရှိမီးတောင်သတိပေးချက်အဆင့်၄ဆင့်ရှိတဲ့အနေနဲ့တတိယအမြင့်ဆုံးတက်လန့်နိုးဆောင်မှုအဆင့်မှာထားရှိခဲ့ပါတယ်။ဒေသခံများနဲ့ခီးတော်များအနေနဲ့တောင်မတက်ရန်မီးတောင်ဝါနဲ့၄ကီလိုမီတာပတ်လည်အတွင်းသို့ချင်းကပ်ဝေရောက်ခြင်းမပြုရန်မီးတောင်ဆိုင်ရာအေဂျင်စီကသတိပေးထားပါတယ်။ ဒါအပြင်ဒေသခံများအနေနဲ့ပြာမုံများကြားလာနိုင်တဲ့အခြေအနေမှကာကွယ်ရန်နှာခေါင်းဆီးများပြင်ဆင်ထားကြရန်လည်းတောင်းရှိသူများကတိုက်တွန်းခဲ့ပါသည်။လေဗန်ယုတ်တန်ရဲ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ကြပါစေရှင်